တခါတော့ကမြို့တစ်မြို့မှာ ကော်ဖီဆိုင်နှစ်ဆိုင်ရှိတယ်။အဲ့ဒီကော်ဖီဆိုင်နှစ်ဆိုင်ကလည်းတောက်လျှောက်ပြိုင်နေတာဆိုင်ပိုင်ရှင်နှစ်ယောက်ကအဲ့တော့ဒီနေ့ဒီဆိုင်က promotion တစ်ခုလုပ်တယ်ဆိုလို့ရှိရင်နောက်နေ့တခြားဆိုင်ကအဲ့ထက်ကောင်းတဲ့ promotion တစ်ခုလုပ်တယ်။အဲ့လိုပဲဒီနေ့ထုတ်ကုန်တစ်ခုထုတ်တယ်ဆိုလို့ရှိရင်နောက်တစ်ဆိုင်ကအဲ့ဒီထုတ်ကုန်ထက်ပိုကောင်းတဲ့ product တစ်ခုထုတ်တယ်။အဲ့လိုပဲဒီဆိုင်က ်ကစတမာဆာဗစ်ကောင်းအောင်တခုခုလုပ်လိုက်တယ်အဲဆိုလို့ရှိရင်နောက်နေ့တခြားဆိုင်ကအဲ့ဒီထက်ပိုကောင်းအောင်လုပ်တယ်အဲ့တော့သူတို့နှစ်ယောက်ဒီပါလဲဆိုတော့ပြိုင်ဘက်တွေဒီဆိုင်ပိုင်ရှင်နေရာရောဆိုင်ကရောပြိုင်ဘက်တွေအဲ့တော့တခြားသူတွေကဒီနေရာမှာကော်ဖီဆိုင်လာဖွင့်ခြင်းတောင်မှသူတို့နှစ်ယောက်ကိုမကြော်နိုင်တဲ့အတွက်အကုန်လုံးပိတ်ပိတ်သွားတာအဲ့တော့ဆိုင်ပိုင်ရှင်နေရာကလည်းတယောက်နဲ့တယောက်မကြည့်ဘူးဟဲ့တည့်ရတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီဆိုင်နဲ့ဆိုင်တွေကတဆိုင်ကပိတ်ထားတယ် ပိတ်လိုက်တော့အဲ့ဒီဆိုင်စားနေကြလူတွေတောက်နေကြလူတွေကပြိုင်ဘက်ဆိုင်ကိုရောက်လာတယ်။ရောက်လာတော့အဲ့ဒီဆိုင်မှာရောင်းအားတွေကောင်းတယ်လူတွေပုံထက်နေတယ်။အဲ့တော့အမှုမဲ့မှတ်မဲ့ပဲဒီတိုင်းပဲနေလိုက်တယ်။တပတ်လောက်ကြာတဲ့အခါမှာတော့ဒီဆိုင်ပိုင်ရှင်ကမနေနိုင်တော့ဒီဆိုင်ဘာကြောင့်မလို့တပတ်တီတီပိတ်ထားရတာလဲဆိုတာကိုသူသွားပြီးတော့မှစုံစမ်းတယ်။စုံစမ်းတဲ့အခါမှာဘာဖြစ်လဲဆိုတော့အဲ့ဒီဆိုင်ပိုင်ရှင်ကနေမကောင်းလို့နော်မဖွင့်နိုင်ဘူးဆိုတာကိုသူသွားပြီးတော့မှတွေ့ရတယ်။ အခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေဆိုလို့ရှိရင်ရောဒီအချိန်တွေမှာဘလို့ဖြစ်မလဲပြောနေလိမ့်မယ်ဟုတ်တယ်ဟုတ်အဲ့တော့ဟိုတော့ငါတရားရည်ပူကောင်းလာတယ်ပြိုင်စရာမလိုတော့ဘူးဒါမျိုးကျွန်တော်တို့ဖြစ်လိမ့်မယ်ကျွန်တော်ကိုယ်အရင်လည်းဖြစ်မှာပဲဘာတော်တွေးမလဲဆိုတော့ဒီဆိုင်မရှင်သေးသွားလဲအေးရပဲပေါ့ဒါပေမဲ့အဲ့ဒီဆိုင်ပိုင်ရှင်ကတော့ဘသူမှခံမှန်းမထားတဲ့ဘသူမှထင်မထားတဲ့အကြောင်းအရာတစ်ခုကိုလှုပ်လိုက်တယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီဆိုင်ပိုင်ရှင်စီကိုတွားပြီးတော့မှသူခွင့်တောင်းတယ် ခွင်တောင်းပြီးတော့မှသူ့ရဲ့တပည့်တွေနဲ့ဝန်ထမ်းတွေနဲ့ဒီဆိုင်သူကိုယ်တိုင်ဦးစီးပြီးတော့မှဒီကော်ဖီဆိုင်ကိုပြန်ပြီးတော့မှရအောင်ဖွင့်ပေးတယ်လဲပတ်ပေးတယ်နော်အဲ့လိုလဲပတ်နေတဲ့အချိန်တွေမှာလည်းဘာလို့လဲဆိုတော့သူ့ဆိုင်နဲ့ပြန်ပြိုင်နေအဲ့တော့သူ့ရဲ့ဒီပြိုင်ပတ်타이မရှင်နေကောင်းလာတဲ့ခါမှာတော့သူ့ကိုပြန်ပြီးတော့မှဆိုင်ကိုလက်လွှဲပေးလိုက်တယ်အရင်တိုင်းမဲ့သူပြန်ပြိုင်တယ် အဲ့တော့ဒီနေရာမှာကျွန်တော် concept လေးတွေကျွန်တော်ပြောခြင်းနေအဲ့တော့ကျွန်တော်ခုဆိုရင်ဒါခီးသွွားနေကားမောင်းနေရင်ねကျွန်တော်စိတ်แทပေါ်လာတဲ့ခါလေးရကျွန်တော်ငယ်တုန်းကဖတ်ထားတဲ့စာလေးကြောင့်ကျွန်တော်ပြောတာအဲ့တော့ကျွန်တော်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်စိုင်းပိုင်ရှင်သည်သူ့အတွက်ပြောရမယ်ဆိုရင်ဒီပြိုင်ဘက်ဆိုင်ပိတ်ထားတာကသူ့အတွက်ကောင်းခြင်းပဲပြောမှရှင်သူရောင်အားတွေကောင်းနိုင်တယ်ဒါပေမဲ့ရင်းရှင်မှာအဲ့လိုကောင်းမှာလားအဲ့တော့ကျွန်တော်တို့ကပြိုင်ဘက်မရှိဘူးเนาะကျွန်တော်တို့မှာ competitors မရှိဘူးဆိုတော့ကျွန်တော်တို့ဘာ innovation မှာဖြစ်လာမှာမဟုတ်ဒါသူ့အဲ့ဒါကိုသူတွေးတာ နော်ဘာမှကျွန်တော်တို့တီထွင်ဆန်းသစ်မှုတွေလုံးမမဟုတ်တော့ဘာကြောင့်လဲဆိုတော့မဟုတ်လေကိုယ်စီလာဝဲနေမှာပဲလေအကယ်၍သာအဲ့နေရာကိုခုနကပြောကိုကဘာတီထွင်ဆန်းသစ်မှာမလုပ်တော့တဲ့အတွက်ဆိုင်ကြီးတဆိုင်အကောင်းစားတဆိုင်ရောက်လာအဲ့ဆိုင်နေချင်းညာရင်ပြုတ်ပါပဲဘာကြောင့်လဲဆိုတော့သူဘာမှ innovation လုပ်မနေဘူးဒါနံပါတ်တစ်ချက်ဟုတ်နံပါတ်နှစ်တစ်ချက်စီကျွန်တော်တို့ကစီးပွားရေးမှာကိုယ့်ရဲ့ competitor ဆိုင်နဲ့ပြိုင်တဲ့အခါမှာ မြတ်တဲ့မြင့်မြတ်တဲ့ပြိုင်ဆိုင်ကြီးမျိုးကျွန်တော်လှုပ်ဖို့လိုတယ်။နော်ခြီထိုးခန္ဓာတို့တွန်းချလိုက်တာတို့သူ့ကိုနာမည်ပြအောင်လုပ်တာတို့ဒါတွေကကျတော့ကျွန်တော်တို့ယုံနိုင်တဲ့ပြိုင်ဆိုင်ခြင်းတွေအဲ့တော့အဲ့ဒီပြိုင်ဆိုင်ခြင်းတွေကကောင်းလားနော်ခဏတစ်ဖြုတ်တော့ကိုယ်စိတ်ချမ်းသာမှုရလိမ့်မယ်ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒါကနှစ်ဖက်စလုံးမကောင်းတဲ့ပြိုင်ဆိုင်ခြင်းမျိုးအဲ့တော့ကိုယ်အတွက်လည်းအချိန်ကြီးကုန်နေအလုပ်တွေရှုပ်တယ်စိတ်တွေပူမှန်ရတယ်ပူလောင်ရတယ်အဲ့တော့ ဒါဒီမကောင်းတဲ့ပြိုင်ဆိုင်ခြင်းမျိုးပေါ့အဲ့တော့ကျွန်တော်တို့ကကောင်းတဲ့ပြိုင်ဆိုင်ခြင်းမျိုးတွေလောက်အောင်လောက်ကိုလောက်ရမယ်အဲ့တော့ခုနစတိုရီလေးဆိုလို့ရှိရင်လေဒါတကယ်ကိုဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတခုကျွန်တော်စာအုပ်ကျွန်တော်ပြန်မပြောနိုင်တော့လို့နော်အဲ့တော့အခုဒီမျိုးကြည့်နေတယ်ကျွန်တော်လုပ်ငန်းရှင်တွေဒီလေကျွန်တော်တို့ကပြိုင်ဆိုင်နေဖို့လိုတယ်နော်ကျွန်တော်တို့ဆိုလို့ရှိရင်လည်းမြန်မာပြည်မှာ business နဲ့ပတ်သက်တဲ့ trainer တွေအများကြီးရှိတာပဲကျွန်တော်လည်းပြိုင်နေတာပဲနော်အဲ့တော့ပြိုင်နေရဆိုတော့က trainer ချင်းချင်းခြေထိုးခံမှုသူ့ကိုတွန်းချဖို့ ပုတ်ချဖို့ကျွန်တော်တို့လုပ်နေမှာမဟုတ်ဘူးကျွန်တော်တို့ဘာလို့မှလဲတဦးထက်တဦးတအောင်ကျွန်တော်တို့လုပ်နေမှာပဲအဲ့လိုစူးစမ်းနေခြင်းအပြင်လဲကျွန်တော်တို့ industry ကတဖြည်းဖြည်းမြင့်တဲ့မြင့်လာပါနော်ဒါကြောင့်မလို့ကျွန်တော်တို့ကလုပ်ငန်းတစ်ခုလုပ်ပြီဆိုလို့ရှိရင်၃ခုကိုကျွန်တော်စဉ်းစားပါတယ်ဒါလည်းကျွန်တော်ပြောဦးမှာ 3C နော်နံပါတ် 1C ဒီကိုယ့်ရဲ့ company ပါနော်ကိုကုမ္ပဏီကိုကိုကောင်းအောင်ကျွန်တော်တို့လုပ်ဖို့လိုတယ်နံပါတ်2စီသည်ကျွန်တော်တို့က ကိုယ့်ရဲ့ competitor เนาะပြိုင်ဘက်တွေထက်ကျွန်တော်တို့တာအောင်စူးစမ်းနေဖို့လိုတယ်။နံပါတ်3 CD ကျွန်တော်တို့က customer ကိုယ့်ရဲ့ဒီ customer တွေဖောက်တယ်တွေကိုအကောင်းဆုံးကျွန်တော်တို့ပေးနိုင်အောင်လုပ်ဖို့လိုတယ်။ဒါကကျွန်တော်တို့ 3C အဲ့တော့ကျွန်တော်ပြောချင်တာဒီပါလဲဆိုတော့ပြိုင်ဘက်ကိုလည်းရွေးဖို့လိုတယ်နော် choose your competitor choose your future ပေါ့နော်အဲ့တော့ပြိုင်ဘက်ကောင်းကောင်းရွေးရင်ကိုယ့်ရဲ့အနာဂတ်ကောင်းနိုင်မယ်အဲ့တော့ပြီးရင်ပြိုင်ဆိုင်တဲ့အခါမှာလဲကောင်းတဲ့နီးလန်းတဲ့ ပြိုင်ဆိုင်မှုလိုတယ်ဒါမှသာလျင်ကိုယ့်ရဲ့လုပ်ငန်းကတရရိတ်တက်နေပြီးတော့မှမဖြစ်လာမလဲဆိုတော့ကိုယ့်ရဲ့ industry ကိုလည်းကိုကောင်းကျိုးပြုပြီးသားဖြစ်လိမ့်မယ်ဒီကြောင့်အရေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လုပ်ငန်းရှင်တွေဒီအကျိုးတစ်စုတွေရလိမ့်မယ်တခုတွေးလိုက်နိုင်မယ်လို့ကျွန်တော်ထင်ပါတယ်တွေးလိုက်နိုင်တယ်တခုခုရတယ်ဆိုလို့ရှိရင် comment မှာ yes လို့ရေးပေးပါဒီဗီဒီယိုဆုံးထင်အောင်ကြည့်ပြီးတော့လေကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလဲအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။